တောင်းပါမယ်အများကြီးတောင်းပါမယ်ပေါ့နော်ဒီတတော်ကဒီလိုမျိုးကြီးဖြစ်သွားမယ်လုံးလုံးကမတင်သားလို့ပါနော်ဒီလိုမျိုးကြီးကြရထားတော့မယ်လို့လည်းမတင်သားလို့ဆော့မိတာပါအများကြီးတောင်းပါမယ်ကိုလိုချဲပေါက်မှခေါ်သီးစရာလည်းမလိုပါဘူးနော်မိကောင်းဖတ်တဲ့အတသမီးပါနော်ဒီဗီဒီယိုကြည့်နေတဲ့ကိုဒီမတွေဒီဗီဒီယိုလေးကိုမကြော်ဘဲနဲ့တစ်ချက်လောက်စိတ်ရှိတီးခံပြီးတော့တစ်ချက်လောက်ကြည့်ပေးကြပါအောင်လို့ကျွန်တော်အရင်ဦးဆုံးတောင်းဆိုချင်ပါတယ်နော်ဘာလို့လဲဆိုလို့ရှိရင်ဒီဗီဒီယိုမှာပေါ့နော်မြေနှိမ်ရလှန်ဆိုက်ချင်ကြတဲ့သူတွေကိုကျွန်တော် ရှင်းထုတ်ခြင်းလို့ပေါ့နော်ရှင်းထုတ်ခြင်းလို့ဆိုတာကျွန်တော်ပြီးလို့ရှိရင်ပြောပြပါမယ်ဒီဖျားဘုံဖနက်နဲ့တက်တဲ့ main ခလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘာမှမစီမဆိုင်ပဲနဲ့အလကားတက်တဲ့အချောင်တက်တဲ့ပြောခံနေရတယ်ပေါ့နော်မြင်းနဲ့ရလှန်ဆိုင်ခံနေရတဲ့ညီမလေးတယောက်ကိုအာကျွန်တော်ဒီနေ့ အဲပြောပြပေးမှာပါသူကမစီမဆိုင်နဲ့ပေါ့နော်ဒီဖရဲဘော်တက်တဲ့မိန်ကလေးအစားအပြောခံနေရလို့ပါအဲကျွန်တော်သူ့အစားပေါ့နော်ဒီနေ့ရှင်းပြပေးမှာဖြစ်ပါတယ်ဖြစ်ပုံကတော့ဒီလိုဗျအဲ့ဒီဖရဲဘော်ကိုဒီဖက်နဲ့နဲ့တက်တဲ့မိန်ကလေးကကျွန်တော်ဟိုတနေ့တည်းကသူ့အကြောင်းဘူယိုတင်ပြီးပြီပေါ့နော်ဒါပေမဲ့နောက်ရက်မှကြတော့ညီမလေးတယောက်ကတောင်းမန်တဲ့ဘူယိုတစ်ခုကိုတင်လာတယ်အဲ့ဒီတောင်းမန်တဲ့ဘူယိုတစ်ခုနဲ့ရောသွားပြီးတော့ဒီတောင်းမန်တဲ့ညီမလေးကဒါဖရဲဘော်ကိုတက်တဲ့မိန်ကလေးဆိုပြီးတော့အများကဝိုင်းထင်ပြီးတော့သူ့ကိုအဲတော်တော် ဆူဆူတွေပြောကြတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီညမာလေးအကောက်ကဒါမှတွေ့နေရတဲ့အကောက်ပါဒါဖျားဘုံတက်တဲ့ကောင်မလေးရဲ့အကောက်မဟုတ်ပါဘူးပြီးလို့ရှိရင်ဖျားဘုံတက်တဲ့ကောင်မလေးရဲ့အကောက်ကိုကျွန်တော်ပြပေးမယ်ဒီညမာလေးကဘာလို့တောင်းမနဲ့ဘူယိုတင်တာလဲဆိုလို့ရှိရင်ဒါမှတစ်ချက်ဒီဘူယိုလေးကိုကြည့်လိုက်ပါနော်ဒါကတော့မစီမဆိုင်နဲ့အပြောခံနေရတဲ့ညမာလေးရဲ့ပေါ့နော်တောင်းမန်ထားတဲ့ဘူယိုပါ တောင်းပါမယ်အများကြီးတောင်းပါမယ်ပေါ့နော်ဒီတတော်ကဒီလိုမျိုးကြီးဖြစ်သွားမယ်လုံးလုံးကမချင်သားလို့ပါနော်ဒီလိုမျိုးကြီးကြက်ထားသွားမယ်လို့လည်းမချင်သားလို့ဆော့မိတာပါအများကြီးတောင်းပါမယ်ကိုလိုချဲပေါက်မှခေါ်သီးစရာလည်းမလိုပါဘူးနော်မိကောင်းဖတ်တဲ့ရတသမီးပါနော် မင်္ဂလာပါအခုဖြစ်နေတဲ့ဖြစ်ပျက်ကိုပြောပြမယ်နော်ကျမဒီဟိုဖျားပေါ်တက်တက်ကောင်းပါလေးလည်းမဟုတ်ပါဘူးပေါ့နော်ဖျားပေါ်တက်တက်ကောင်းပါလေးမဟုတ်ပါဘူးညီမဆယ်ထဲမှာရေချိုးတာရေချိုးတာဒီလိုမျိုးကလေးနဲ့တူတူရေချိုးနေညီမတွေကအင်ကြီးကြီးကြီးနဲ့ပါသွားတဲ့အတွက်အဲ့ဒါဖြည့်ရှင်းပေးတာပေါ့နော်အဲ့အောက်မှာဖျားပေါ်တက်တက်ကောင်းပါလေးလားဟာပါလားတဲ့မင်းနေလို့ပါဖျားပေါ်တက်တက်ကောင်းပါလေးလုံးဝမဟုတ်ပါဘူးပေါ့နော်ကဲအားလုံးပဲကြားတဲ့အတိုင်းဒါကဖျားပေါ်တက်တက်ညီမလေးမဟုတ်ပါဘူးနော် ကဲဒါကဖះဖို့တက်တဲ့ညီမလေးမဟုတ်ဘူးအဲ့ဒါကိုဝိုင်းပြီးတော့ဒီ YouTuber တွေ Facebook creator တွေ TikTok creator တွေကဝိုင်းပြီးတော့ဒီညီမလေးကဇုတ်ဖះဖို့တက်တဲ့လူဆိုပြီးတော့ဇုတ်ဝိုင်းပြီးတော့ ဂျင်းထည့်နေကြတယ်ပေါ့နော်တောင်းပန်ထားတဲ့ video file ကတော့မှန်နေဒါပေမဲ့ तू ကဘာလို့တောင်းပန်တာလဲဆိုလို့ရှိရင် तू ခလေးတွေနဲ့ဆယ်ထဲမှာရေရှိုးနေတာဟိုဘောဒီဘောဖြစ်သွားလို့အဲ့ဒါကိုရိုင်းနေထင်လို့ရှိရင် तू တောင်းပန်ပါလေဆိုပြီးတော့ပြောထားတဲ့ video file ပေါ့နော်အဲ့ဒါကိုဖះဘောကိုတက်တာကိုတောင်းပန်ပါလေဆိုပြီးတော့ပြန်ပြောထားတဲ့ video file ဆိုပြီးတော့ကျွန်တော်ပြောတဲ့ဒီ YouTube တို့ Facebook တို့ TikTok တို့မှာ video တင်နေတဲ့သူတွေကပြန်ပြီးတော့ ကျင်းထားတာပေါ့နော်ခမည်းတော်တွေကိုတင်လိုက်တဲ့ဘူယူကနေပြီးတော့မှဖြူရဖို့အသေးရဖို့လိုက်ရဖို့အတွက်နဲ့အာဘာမှမစီမဆိုင်တဲ့လူတယောက်ရဲ့ဘဝကိုချပြီးတော့မနှင်းပါနဲ့လို့ကျွန်တော်ဒီနေရာကနေအကြံပြုချင်ပါတယ်ဘာမှမစီမဆိုင်တဲ့သူကကြားရတဲ့နေဝင်ပြောခံနေရဝင်ပြောခံနေရတယ်ပေါ့နော်ဒီမှာကြည့်ခမည်းတော်ပြောတယ်ဒီဖျားဘော်ကိုဖတ်တဲ့နဲ့တင်နေဆိုတော့ကောင်မရဲ့ဒါတစ်တော့အကောက်ပါ ူဟိုအနေတုံကသူ့ရဲ့အကောက်ကဘူယူတွေအများကြီးရှိတယ်ဒါပေမဲ့သူဒီလိုမျိုးလှုပ်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီဘူယူတွေအလုံးကိုဖျက်ချသွားတယ်ဒီမှာကြည့်ဘာဘူယူမှမရှိတော့ဘူး like တွေ follower တွေကအများကြီးပဲဒါပေမဲ့သူ့ရဲ့ဘူယူတွေကတခုမှမရှိတော့ဘူးဒါသူလုံးဝသူ့ရဲ့အကောက်ကဘူယူတွေကိုအကုန်ဖျက်ချပလိုက်တာပေါ့နော်ဒါမတွေ့ဘူးရင်ကြီးထားပါဒါဖျားဖို့တက်တဲ့ကောင်းမရဲ့အကောက်ပါနော် ဒီမဟုတ်မမှန်သတင်းတွေကိုတင်တဲ့ YouTube channel တွေ TikTok အကောင့်တွေပြီးလို့ရှိရင် Facebook အကောင့်တွေကိုကျွန်တော်တကယ်တော်တော်လေးကိုမှကျွန်တော်ဆောင်ရမ်းမုံပါတယ်ဘာလို့လဲဆိုလို့ရှိရင်မဟုတ်မမှန်တဲ့သတင်းတွေကိုရှောက်တင်နေပေါ့နော်အဲသတင်းအတီးအကျကိုသတင်းအရေးမျိုးကိုတည်ရှာမလေ့လာမဆုံသမ်းမဲနဲ့ရှောက်ပြီးတော့တင်နေပေါ့နော်အဲ့လိုရှောက်ပြီးတော့တင်တဲ့အခါမှာဂျားကဘာမှမစီမဆိုင်တဲ့လူတွေကတမင်တက်တက်ကြီးပြောခံဆိုခံထိတယ်ပေါ့နော်ကဲဒီလောက်ဆိုလို့ရှိရင်တော့ဇလန်းကိုအားလုံးပဲနားလေသဘောပေါက်သွားပြီလို့ကျွန်တော်ထင်ပါတယ်နော်